အဝင်ရတာကရေဝင်လိုက်တော့မယ်အချောင်းထဲအချောင်းထဲဝင်လိုက်တော့မှာအများဆုံး၃ကောင်း၃ပဲဘာလို့လဲဆိုတော့သူတို့ရဲ့ mission ကြီးနည်းမြေပြန်ရဖို့အတွက်ဖြစ်တဲ့ကြောင့်မလို့ဒီနည်းမြေရဟာနည်းနည်းမြေပါသွားတဲ့ data အနည်းဆက်ဆုံးနေရာဒီမှာအများဆုံးအသုံးပြုလိမ့်မယ်ဒါမှဒီကိုယ်တွေဘက်ကိုထောက်ခံလို့ရမှာဖြစ်တဲ့ကြောင့်မို့ဘောနော်အဲ့ဒီအတွက်အကြောင်းမလို့ဒီ Starling ဒီ public net တုံးတဲ့အခါကြလို့ရှိရင်ရန်သူ ဒီခြေရခံနဲ့ပေါ့နော်ထောက်လန်းဆက်ကနေပြီးတော့အလွဲတကူကိုစာပါတဲ့ကိုဝင်ပြီးတော့ထောက်လန်းလို့ရတယ်သူ့အနေနဲ့ internet line ရသွားပြီဟေ့ဆိုလို့ရှိရင်အဒီဘမဘယ်သူပါရှိတယ်ဆိုတာအစထောက်လန်းလို့ရတယ်ဒါ6တာမဟုတ်ဘူးတကယ်လေဟိုအတွေ့အကြုံနဲ့ရှိတယ်လို့ဓာတ်ပုံလိုက်ရိုက်ခွင့်မရှိဘူးဗီဒီယိုလည်းရိုက်ခွင့်မရှိတဲ့ကြောင့်မတတ်တဲ့အနေနဲ့ပြလို့မရဘူးဇက်နေပဲပြောလို့ရတဲ့အတွက်ကြောင့်မလို့ဒါဒီလိုပြောရတာဖြစ်တယ်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့မြန်မာစစ်ထောက်လိုင်းရေးတွေဟာ Starlink Internet ကတဆင့်ဒီနေရာကိုခြေရခံနိုင်ခြင်း American စစ်သမီးမစိုးတန်စင်မှတတိပေးလာသည်မို့အဆုံးထိနားဆင်ပေးသွားကြပါအောင်ခင်ဗျာအားလုံးမင်္ဂလာပါဒီနေ့ပြောပြမှာကလေအာစစ်ထောက်လိုင်းဆက်ကရီးယားနဲ့ပတ်သက်ပြီးမတိသေးတဲ့ဒူတွေအတွက်ကိုဘူတဘူတူတအမည်နဲ့ပြပြတော့မှာဖြစ်ပါတယ်။အဲစစ်ထောက်လိုင်းရဲ့ဆက်ကသူတို့ဘက်မှာတုံးနဲ့တုံးမှာမတုံးလည်းမတုံးဘူး။ဒါပေမဲ့ကို ဒီဘက်မှာတတိထားအဲလုံးဆောင်တဲ့အရာကိုဟိုပြောပြမှာဖြစ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကိုရီလေးတင်ရင်သွားတဲ့အခါကျလို့ရှိရင်အင်တာနက်လိုင်းတွေဖြတ်ထားတယ်ဘာဖြစ်လို့အင်တာနက်လိုင်းဖြတ်ထားလဲဆိုလို့ရှိရင်ရန်သူဘက်ကထောက်လန်းလို့မလွယ်အောင်အင်တာနက်လိုင်းတွေဖြတ်ထားတယ်ပေါ့နော်အင်တာနက်လိုင်းတုံးမယ်ဆိုလို့ရှိရင်ကိုရဲ့အခုဒူဘိုရောဘိုကြီးရောအတကယ်ကိုဒီ ောက်ဟိုင်းဆက်အသုံးပြုနေတဲ့သူတွေကဒါတက်ကချထားပေးတဲ့ private wifi ကြီးတုံးပြီးတော့ပဲဒီမြေပုံကိုအဲကြည့်ကြတာများတယ်ကိုပိုင်တုံးပြုတဲ့ဒီလို phone နေ internet line တွေကိုတော့လုံးဝတုံးမပေးတဲ့ဖြစ်ငိုဖုန်းကအစလုံးဝပိတ်ထားတယ်ပေါ့နော် အဲ့တော့ခုနကထောက်လိုင်းဆက်ဘက်ကိုပြန်သွားမယ်ဆိုလို့ရှိရင်ထောက်လိုင်းဆက်က Google Map လည်းမဟုတ်ဘူး Apple Map လည်းမဟုတ်ဘူးဆိုင်ရွက်ပေါ်မှာချထားတဲ့ဒီလိုမြန်မာနိုင်ငံညင်းပုံဆိုင်ရွက်ကြီးလည်းမဟုတ်ဘူးသူတို့ကဒီဆက်ကလေးကနေပြီးဒီနေရာကိုဒီနေရာဒီ satellite ပေါ်ကနေကြည့်တယ်ဒီထောက်လိုင်းအဲ အမျိုးအစားပေါ့နော်ထောင်လိုက်အမျိုးအစားဖြစ်ပြီးတော့ तू ကအဲ့ဒီနေရာကိုထောက်ကြည့်လိုက်တာနဲ့အဲ့နေရာမှာရှိတဲ့တောတောင်ရင်မြေတဘာဝတွေကို Google 3D ထက်တောင်ပိုတောင်ကြည်နေတောက်ပါသေးတယ်ပဲ냐နေပမာဝင်လို့ရတယ်အိအိရဲ့အနေထားအိအိရဲ့အမျိုးအစားအစအာလှက်နေနေရတဲ့ပုံစံထောက်ခံရေးဆက်ဖြစ်တယ်ဒါသူတို့ပမာတုံးညင်နဲ့တုံးမယ်အရင်နေခင်မိနေတဲ့တော့ကြောင့်မလို့အပြင်ကိုနေနေရထားပြီးတဲ့နေမေပါသွားတဲ့ဒေတာဒီမှာ အများဆုံး၃ကောင်း၃မယ်ဘာလို့လဲဆိုတော့တို့ရဲ့ mission ကြီးနည်းမြေပြန်ရဖို့အတွက်ဖြစ်လို့ကြောင့်မလို့ဒီနည်းမြေရထားနည်းမြေပါသွားတဲ့ data အနည်းဆက်ဆုံးနေရာဒီမှာအများဆုံးအသုံးပြုလိမ့်မယ်ဒါမှဒီကိုယ်ဒီဘက်ကိုထောက်နှံလို့ရမှာဖြစ်လို့ကြောင့်မို့ဘောနော်အဲ့ဒီအတွက်အကြောင်းမလို့ဒီ Starlink ဒီ public net တုံးတဲ့အခါကြလို့ရှိရင်ရန်သူဒီခြေရာခံတဲ့ဘောနော်ထောက်နှံရင်းဆက်ကနေပြီးတော့အလွယ်တကူကိုယ်စာပါတဲ့ကိုဝင်ပြီးတော့ထောက်နှံလို့ရတယ် နေနဲ့ internet line ရသွားပြီဟေ့ဆိုလို့ရှိရင်အဒီဗမာဘယ်သူပါရှိတယ်ဆိုတာအစထောက်လန်းလို့ရတာ6တာမဟုတ်ဘူးတကယ်လေဟိုအတွေ့အကြုံနဲ့ရှိတယ်လို့ဓာတ်ပုံလေးရိုက်ခွင့်မရှိဘူးဗီဒီယိုလေးရိုက်ခွင့်မရှိတဲ့ကြောင့်တတ်တဲ့အနေနဲ့ပြလို့မရဘူးဇက်နေပဲပြလို့ရတဲ့အတွက်ကြောင့်မဟုတ်တာဒီလိုပြောရတာဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီနေမြေဒီတော်လိုင်းနေမြေစိုးမိုးတဲ့ဒေတာဒီမှာနေထိုင်နေပြီးသူတွေအနေနဲ့ကပို့ပြီးတော့စီကံလိုက်နာရတယ်ဘာဖြစ်လို့ပို့ပြီးစီကံလိုက်နာရတယ်ဆိုတော့တစ်ချက် မှားမခံဘူးတစ်ချက်မှားသွားတာနဲ့ရန်သူကငွေလာဖို့လွယ်တယ်ဘာလို့လဲဆိုတော့သူကဒါအောင်မျက်စိမျက်ခြေမပြတ်စောက်ကြည့်နေတာဒီတော်လည်းရင်းနေမြေဆိုးမိုးရနေဝေးတဲ့ဒေတာတွေကတော့သူတို့အနေနဲ့ခေါင်းနဲ့ထိတ်ထိတ်ပဲခေါင်းနဲ့မထိတ်မထိတ်ဘူးဒါပေမဲ့တော်လည်းရင်းဒေတာနဲ့နီးစပ်တဲ့နေမြေတွေမှာနေထိုင်နေတဲ့သူတွေကတော်လည်းရင်း က်သားတွေကလည်းသူ့အနေနဲ့ရထားပြီးသားလေဟုတ်တယ်မဘသူကအပါချင်းခံပါလေဟုတ်တယ်မလူတွေအသက်တွေအကုန်လုံးရင်းနာရတာငွေတွေလူအသက်တွေတငယ်ကြီးမိသားစုအကုန်လုံးရင်းနာပြီးကြမှာသူ့အနေနဲ့ဒီမျိုးလည်းသူ့အပါခံမှာမဟုတ်ဘူးအပါမခံတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့လှုပ်ထုံးလုပ်နေတိုင်းစီးစစ်နေတိုင်းလုပ်မှာပဲ တို့ကြောင့်မို့ဒီတော်လင်းမှာနားမှာနေနေတဲ့လူတွေတော်လင်းဒီလွမြောက်နေမြေနားမှာနေနေတဲ့လူတွေပြည်သူတွေအနေနဲ့ဒါကိုနားလေထားဖို့လိုတယ်။အာငါတို့ကတော့ပြည်သူတွေပဲငါတို့လှုပ်ချင်တာလှုပ်မှာပဲလွမြောက်နေမြေရောက်နေပြီပဲနင်တို့ကိုငါတို့ထောက်ပံ့မေးထားတာဆိုတဲ့ဟာမျိုးတွေအတုံးမပြုတ်ဘဲနဲ့အော်တို့လှုပ်နေတာငါတို့လုံခြုံရေးအတွက်ပါလားဆိုပြီးတော့နားလေအဘုတ်ကိုအပြပြချင်ပါတယ်ဗောနော်ဒါကတော့ဘူဒ္ဓတအနေနဲ့ကောအခုန ပြောသွားခဲ့တဲ့ဒီဖြစ်သွားဖြစ်သွားခဲ့တဲ့ဒီဗီဒီယိုဖိုင်အနေကိုကြည့်ရင်းနဲ့အနေနဲ့ကောနောက်တစ်ခုကဟိုလက်ရှိပေါ့နော်ဟိုအကျဉ်းပေးနေတဲ့သူတယောက်အနေနဲ့ဒီအဗီဒီယိုကိုလောက်ရချင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အာမြန်မာထိုင်းနယ်ဆက်တွင်ငွေလိန်ကိုင်းများဟာ must buy starlink နဲ့ပြန်လည်ကြီးထွားလာ၍အမေရိကန်စုံစမ်းစစ်ဆေးနေ Starlink Internet ကိုအသုံးပြုပြီးထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်တွင် ပြန်လည်ကြီးထွားလာသောငွေလိမ်ကိုင်းများနှင့် Elon Musk Starlink Starlink တို့ချိတ်ဆက်မှုများကို American Congress Committee ကစုံစမ်းစစ်ဆေးနေကြောင်းယနေ့ The Guardian သတင်းတွင်ဖော်ပြထားသည် Starlink သည်မြန်မာနိုင်ငံ၏အကြီးမားဆုံး Internet ဝန်ဆောင်မှုပေးသူဖြစ်လာသောကြောင့်လိမ်လည်သည့်စင်တာများသို့ Internet အသုံးပြု권ပေးဆောင်မှုရှိမရှိကိုစုံစမ်းစစ်ဆေးလျက်ရှိသည်ဟုဆိုသည် Elon Musk Starlink ကျူတူစီဝိုင်းလုပ်ငန်းတွင်ကဘာတဝမ်း ဘီလီယံနှစ်ချီလိမ့်လည်လက်ဖြားနေသောမြဝရီမျိုးရှိငွေလိမ်ကိုင်းများထံသို့အင်တာနက်အသုံးပြုခွင့်ပေးထားမှုများအားစုံစမ်းစစ်ဆေးမှုစတင်နေပြီဟုအမေရိကန်ကွန်ဂရက်လွှတ်တော်ရှိဩဇာကြီးသောနှစ်ဖက်ပါတီကော်မတီတစ်ခုကပြောသည်ထိုင်းမြန်မာနယ်စပ်ရှိငွေလိမ်ကိုင်းများအား2025ဖေဖော်ဝါရီလအတွင်းဖြိုခွင်းပြီးနောက် Starlink အင်တာနက်ဘဏ်အများပြားမှခေါင်မိုးများပေါ်တွင် စတင်ပေါ်ပေါက်လာပြီးဒါဖိတ်စုံစမ်းစစ်ဆေးမှုအရာ American Congress မှာစုံစမ်းစစ်ဆေးမှုဖြစ်ပေါ်လာခြင်းဖြစ်သည် အာရှဒေတာဆိုင်ရာအင်တာနက်မှတ်ပုံတင်ဌာနအနှစ်အချက်လက်များအရ Starlink သည် February လဖြူခွင်းချိန်တွင် မြေတီနေရာတွင်မှရှိမနေဘဲ July လ3ရက်နေ့ကမှစ၍ခေါမိုးပေါ်၌ Starlink မှန်များတွေ့လာရခြင်းဖြစ်သည်ထို့ကြောင့်မြောက်ရီမြို့နယ်တွင်ငွေလိမ်ကိုင်းများအား Starlink အင်တာနက်အသုံးပြုခွင့်ပေးထားမှုရှိမရှိကို Starlink ၏ပိုင်ရှင် SpaceX ကထံမှတ်ချက်ပေးရန်ရာဖက်ကတောင်းဆိုခဲ့တော်လဲအကြောင်းပြန်ခြင်းမရှိကြောင်းသိရသည် အမေရိကန်ကွန်ဂရက်လွှတ်တော်ပူးတွဲစီးပွားရေးကော်မတီမှ Starling လိမ်လည်မှုစင်တာများနဲ့ပတ်သက်၍ဇူလိုင်လတွင်စုံစမ်းစစ်ဆေးမှုစတင်ခဲ့ကြောင်းနှင့် Musk ဒီတက်တည်ခံထွက်ဆိုရမည်ဟုဆိုသည်